အလောင်းမင်္ဂလာပါဗျာ JDS Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့ Fighter Gen နဲ့မှထိတ်တိုက်တွေ့ရဖို့ရှိနေတဲ့ Rainier Director ရဲ့အကြောင်းထိတ်တိုက်တွေ့ထားတာမကြောင့်တီးတဲ့ Johan နဲ့ရောက်ကို1592မှာပွဲစီစဉ်ပြီးလာတဲ့1 Championship အကြောင်း1 Championship မှာပွဲဥထက်မဲ့ရှုံးပွဲရှိ MMA Fighter နှစ်ဦးရဲ့အကြောင်းအဖန်ရနဲ့ဆက်ဆံသူကိုစင်ခွန်လိုက်တဲ့ Fighter တဦးရဲ့အကြောင်း UFC 317မှာပွဲထိုးရမယ်လို့အတည်ပြုပေးလိုက်တဲ့ Ilya Topuria အကြောင်း စတဲ့စိတ်ဝင်စားစရာအကြောင်းအရာတွေကိုဒီကနေ့မှာစူးစီးတုံ့တန်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ Rania Director Hasuin တို့ဘိုနီကေကိုအလဲထိုးအနိုင်ယူပြရင်းနဲ့ UMC မှာနောက်တဆင့်တက်လန်းသွားနိုင်ခဲ့ပြီဖြစ်ပါတယ်။မကြာသေးခင်ကဂျင်းပပစ်လုတ်သွားခဲ့တဲ့ UMC Fight Night ပြိုင်ပွဲမှာဆိုရင်တော့ Rania Director ကဘိုနီကေကိုဒုတိယအချိန်မှာတင်တန်စကားဘေးမှာပူကက်ထိုးရင်းအလဲထိုးသွားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ဒီနိုင်ပွဲနဲ့အတူသူကဘွန်နက်ဂျီဒေါ်လာ9000ကိုလည်းစုခူသွားနိုင်ခဲ့ပါတယ်။ မီဒဝေးတန်ရဲ့ ranking အဆင့်73နေရာမှာရှိနေတဲ့ Rania Director ဟာဒီနိုင်ပွဲကြောင့်ပဲ ranking တက်တက်လာနိုင်ချေရှိနေတယ်လို့နောက်ပွဲကြရင်လည်း Titan Fighter တွေနဲ့ရင်ဆိုင်ရလာနိုင်ချေလည်းရှိနေပါနဲ့လက်ရှိအခြေအနေမှာဆိုရင်တော့ UFC မှာ Rania ကိုလုံးဝ short တက်လို့မရတဲ့အနေအထားမျိုးတွေဖြစ်လာခဲ့ပါပြီ Rania ကတော့ Bonnie နဲ့ပွဲပြီးမှ Middleweight က Champion Hunt တို့ဖြစ်တဲ့ Shawn Swift Lang ကိုစင်ကိုသွားခဲ့တာဖြစ်ပါနဲ့ Bonnie ကလက်ရှိ American ရဲ့အကောင်ဆုံးနံပါတ်တမလို့သိရပါတယ် ဒါဆိုရင်နောက်ပွဲကျရင်အမေရိကန်ရဲ့အကောင်းဆုံး striking တမားနဲ့ထူးတက်ချင်ပါတယ်။ကျွန်တော်ကိုရှောင်းဆွေလန်းနဲ့ပွဲတဲပြီးစီချင်ပါတယ်ဆိုပြီး Rania ကပွဲအပီး interview မှာပြောဆိုသွားခဲ့တာဖြစ်ပါတယ်။ Rania director အနေနဲ့ဒီပွဲအပီးတိတ်မကြခင်မှာပဲပွဲပြန်ရဖို့လည်းရှိနေပါတယ်။လက်ရှိမှာထူးပွဲဆိုင်ရာကိစ္စတွေဆွေးနွေးနေကြပြီလို့လည်းသိထားရပါတယ်။ Rania Director ရဲ့ agent အဖြစ်တာဝန်ယူထားတဲ့ MD Abdul Lassi ကတော့နောက်ပွဲအတွက်ဆွေးနွေးနေပြီဆိုတဲ့အကြောင်းကိုချပြသွားခဲ့ပါတယ်။ ဒါပေမဲ့သူနဲ့ပွင့်ဖြစ်လာဖို့တည်င်းတွေထွက်နေတာကတော့ရှောင်ဆွေလမ်းမဟုတ်တော့ပဲမီဒယ်ဝစ်ချန်ပီယံဟောင်းတူဖြစ်တဲ့ရောဘတ်ဝစ်ထေကပဲဖြစ်ပါလိမ့်သူကလည်းနောက်ပိုင်းမှာရှုံးပွဲတွေဂျုံတွေ့လာခဲ့ရတဲ့ဆိုပေမဲ့လည်းဂေါင်ပိုင်းဖိုက်တာအဖြစ်တော့ရှိနေစဉ်ဖြစ်ပါလိမ့်မီဒယ်ဝစ်တမ်းမှာအစ္စရေးအဒီဆန်ညာလွှမ်းမိုးထားချိန်မှာဆိုရင်လည်းအစ္စရေးအဒီဆန်ညာကိုရှင်နိုင်ခဲ့တဲ့ဖိုက်တာဆိုလို့ရောဘတ်ဝစ်ထေကလောက်တာရှိခဲ့တာလည်းဖြစ်ပါလိမ့်သူကနောက်ဆုံးထိုးတက်ထားခဲ့တဲ့ပွဲမှာဆိုရင်တော့ကမ်ဆက်ကိုချုပ်ွက်နဲ့ရှုံးနေထားခဲ့ရပါလိမ့် ဂျုံပွဲတွေဂျုံတွေ့ထားခဲ့ရတဲ့ဆိုပေမဲ့လည်းစွမ်းဆောင်ရည်အရာတော့လုံးဝ short ထွက်ထားလို့မရတဲ့ fighter တအူးအနေနဲ့ဒီရှိနေသေးတာဖြစ်ပါလေ။သူက Ryanair Director အတွက်လည်းမိုလေကူမဲ့ပြန်ဖက်မျိုးဖြစ်နေမှာသိချပါလေ။တကယ်လို့ပွဲတာဖြစ်လာမယ်ဆိုရင်လည်း Ryanair Director ကို Midway တိုင်းရဲ့ Gun Bay Fighter စီးဝင်ဖို့လုံလောက်ရက်လာဆိုတာကိုစမ်းစစ်မဲ့ပွဲလို့တောင်ပြောလို့ရနေပါလေ။တပွဲထက်တပွဲတူးတက်မှုတွေမြင်လာရတဲ့ Ryanair Director ကိုလုံးဝ short ထွက်ထားလို့မရပြန်နေပါဘူး။သူအနေနဲ့ UFC မှာဘလောက်ထိကျန်းပြသွားအောင်မလဲဆိုတာကတော့ ျွန်တော်တို့မြန်မာပြည်သက်တွေရော MMA ပြည်သက်တွေပါစိတ်ဝင်စားနှင့်စောင့်ကြည့်သွားဖို့လိုအပ်နေပြီဖြစ်ပါတယ်။ပြီးခဲ့တဲ့ဇန်နဝါရီလဘန်ကောက်မှာကျင်းပပြုလုပ်သွားခဲ့တဲ့1170ပြိုင်ပွဲကြီးမှာဆိုရင်တော့လူငယ်ဖိုက်တာ၂ဦးဖြစ်ကြတဲ့ဂျိုဟန်ကန်ဆာလီနဲ့ဂျိုဟန် S2P နန်တို့ရဲ့တွဲဆိုင်ကလည်းပါဝင်ခဲ့ပါတယ်။တတိယအလားလာရှိကြတဲ့ဖိုက်တာ၂ဦးထိတ်တိုက်တွေ့ကြတဲ့တွဲဆိုင်ကိုပြိုင်သက်တွေကလည်းစိတ်ဝင်စားနှင့်စောင့်ကြည့်ခဲ့ကြပါတယ်။အဲ့ဒီပွဲမှာတော့ Johan S2 Pinan ကပဲအသာစီးထုတ်တက်ရင်း အမတ်အပြတ်အသတ်နဲ့အနိုင်ယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။အဲဒီနောက်ပိုင်းပွဲပြင်းမထိုးရသေးတဲ့ဒီဖိုက်တာနှစ်ယောက်ကိုဝမ်ချမင်းရှိကပြိုင်ပွင့်တစ်ခုထင်းမှာပဲပွဲပြင်းတဲ့ပြီးလာခဲ့တာဖြစ်ပါတယ်။လာမယ့်ဂျွန်လ9ရက်နေ့မှာချင်းပပြစ်လို့သွားမယ့်1 Fight Night 32ပြိုင်ပွဲမှာဂျိုဟန်ဂန်ဇာလီနဲ့ဂျိုဟန် S. လူပီနန်တို့နေအောင်စလုံးရဲ့တွဲစင်ကပါဝင်လာမှာပဲဖြစ်ပါတယ်။ဂျိုဟန်ဂါဇာလီကတော့ကိုလံဘီယာနဲ့အမေရိကန်နွေဖာဖိုက်တာတို့ဥဖြစ်တဲ့ဒီကူဖစ်ဆိုတဲ့ဖိုက်တာနဲ့ထူးတက်ပေါ်ရောက်ဖို့လည်းရှိနေပါတယ်။ ဒီကိုဖိဟန်ဆိုရင်တော့1 championship ကိုရောက်လာတာမကြံသေးပဲ1 fight night 28မှာတုန်းကရှောင်းကလင်ခေါ်နဲ့ထူတက်သွားခဲ့ရပြီးအမတ်နဲ့ရှုံးထားခဲ့တာဖြစ်ပါတယ်တို့အနေနဲ့ကလည်းမွေထိုင်းပိုင်ရဲ့ထိတ်တန့် fighter တူတော်မဟုတ်တော့ပဲအတက်အရွယ်အရလည်းအကြီးပိုင်းကိုရောက်နေခဲ့ပါပြီဒါကြောင့်1 championship ကဂျိုဟန်ကန်ဆာလီကို9ပွဲပြန်လည်ဖန်တီးပေးဖို့အတွက်ဒီပွဲကိုစီစဉ်လာပြီးခဲ့တယ်လို့ပြောရမှာဖြစ်ပါတယ်1 championship ကဂျိုဟန် S2 ပင်ငူတော့ထိုင်းကီ92ဆိုတဲ့ဂျပန် fighter တူနဲ့ပွဲတည်ပေးထားခဲ့ပါတယ် သူကဂျပန်မှာဒုံကဘောက်ဆင်းချန်ပီယံတဦးဆိုပေမဲ့လေဝန်ချင်မရှိမှာတော့ရလတ်တိတ်မကောင်းထားခဲ့ပါဘူးစုစုပေါင်း73ပွဲအထိရှင်ပြိုင်ထူးတက်ထားရမှာလေခုနှစ်ပွဲအနိုင်ရရှိထားပြီး6ပွဲအထိရှုံးနေထားခဲ့တာဖြစ်ပါတယ်။ဒါကြောင့်သူ့အနေနဲ့ကလည်းဂျိုဟမ် S2 ပီနန်လိုလူငယ်ဖိုက်တာဂျင်းတဦးကိုအနိုင်ယူနိုင်ပါမလားဆိုတာကလည်းစဉ်းစားစရာဖြစ်နေပါတယ်။ဝမ်ချမင်းရှင်းအနေနဲ့ကတော့ဂျိုဟမ် S2 ပီနန်နဲ့ဂျိုဟမ်ဂန်ဆန်လီတို့ကိုလေကူမဲ့ပြိုင်ဖက်မျိုးတွေနဲ့ပြီးတွေ့ခဲ့တယ်လို့ပြောရမှာဖြစ်ပါတယ်။ လက်ရှိအခြေအနေအတိုင်းဆိုရင်တော့သူတို့နှစ်ဦးစလုံးကနိုင်ပွဲရယူတော့ဖို့များနေတယ်ဆိုပေမဲ့လည်းမထင်မှတ်ထားတာတွေကလည်းဖြစ်လာမလားဆိုတာကျွန်တော်တို့ပရိသတ်တွေအနေနဲ့လည်းစောင့်ကြည့်သွားရမှာဖြစ်ပါတယ်ဝမ်ချမင်းရှိရဲ့ဒီလမှာချင်ပပြလို့တွန်းခဲ့တဲ့ Wi-Fi Night 31ပြိုင်ပွဲမှာဆိုရင်တော့အတွဲဆိုင်တွေကလည်းနေခဲ့ပြီးပြိတက်တွေစိတ်ဝင်စားမှုကလည်းကြဆင်တွန်းခဲ့ရတယ်လို့ပြောလို့ရပါတယ်။ဒါကြောင့်ဝမ်ချမင်းရှိကလမဲလမှာချင်ပပြလို့တွန်းမဲ့ Wi-Fi Night 32ပြိုင်ပွဲကိုတော့အတွဲဆိုင်ကောင်းတွေပွင့်ထုတ်ပြီး လိတ်တက်အာယုံကိုဖန်ဆောင်းနိုင်ဖို့ပြင်ဆင်နေခဲ့ပါတယ်။လက်ရှိမှာဆိုရင်လည်း1 Championship က1 Final 32ပြိုင်ပွဲမှာပေါဝင်လာမဲ့တွဲဆိုင်တွေကိုချပြလာနေခဲ့ပါပြီ။1 Final 32ပြိုင်ပွဲမှာဆိုရင်တော့ရှုံးပွဲမရှိ Fighter တအူးနဲ့ပါဝင်မှာဖြစ်ပါတယ်။အဲဒီ Fighter ကတော့ Turkey နွေဖား Fighter တအူးဖြစ်တဲ့ Dampia, Zabi, Allot ဆိုတဲ့ Fighter ပင်ဖြစ်ပါတယ်။1 Championship က D Fighter ကို1 Friday 5ပွဲစဉ်တွေမှာအရင်ဆုံးလက်ရည်စစ်ခဲ့ပါတယ်။ 1425ပြိုင်ပွဲတွေမှာနှစ်ပွဲထုတက်ထားခဲ့ပြီး Zabra Elok ကနှစ်ပွဲစလုံးကိုပွဲတင်အနိုင်ယူပြထားနိုင်ခဲ့ပါတယ်။အဲ့ဒီနှစ်ပွဲစလုံးဟာဆိုရင်လည်းပထမချီ3မိနစ်တောင်မပြည့်ပဲ second ဘိုင်းနဲ့တင်အလဲထုပြနိုင်ခဲ့ပါတယ်။ဒါကြောင့်လဲ1 Championship ကသူ့ကိုပွဲကြီးတွေမှာနေရာစပေးလာခဲ့ပါတယ်။ Zambia Zabra Elok ဟာအခုမှ professional MMA ပွဲစဉ်ပေါင်း9ပွဲပင်ထုတက်ခဲ့ပူပါတယ်။9ပွဲစလုံးကိုလည်းပွဲတင်ထားခဲ့ပြီးတော့ တပွဲကချုပ်ကွက်နဲ့ပွဲတင်ပြခဲ့ပါတယ်။အတွေ့အကြုံအရနှုတ်သေးတယ်ဆိုပြီးမဲ့လည်းလုံးဝရှော့တွက်ထားလို့မရတဲ့ဖိုက်တာတအုပ်အနေနဲ့ရပ်တည်နေနိုင်ပါတယ်။ဝမ်ချမင်းရှစ်ကသူ့ကို159တန်တီတူပြိုင်ပွဲကြီးမှာအာဂျီတီးနားဖိုက်တာတအုပ်ဖြစ်တဲ့နီကိုလတ်စ်ဗင်နတ်နဲ့ပွဲတင်ပြလိုက်တာဖြစ်ပါတယ်။အသက်35နှစ်အရွယ်ရှိနေပြီဖြစ်တဲ့နီကိုလတ်စ်ဗင်နတ်ဟာဝမ်ချမင်းရှစ်မှာတပွဲတာထူးတက်ရသေးတာဖြစ်ပါတယ်။အဲ့ဒီတပွဲဟာဆိုရင်လေခိတ်ရူတူလိုနဲ့ပထမအချိန်မှရင်ချုပ်ွက်နဲ့ရှုံးနေထားခဲ့တဲ့ပွဲပဲဖြစ်ပါတယ် လူကဆွမ်းဆောင်ရည်အရလဲထိတ်တန်းအစစ်မှရှိမလေတဲ့ fighter တဦးလို့ပြောလို့ရပါတယ်။ one championship ကပွဲကြီးတွေမှာပထမဆုံးထိုးတက်မဲ့ Zambia Zabra Elok ကိုလွေကူမဲ့ပြိုင်ဖက်မျိုးနဲ့ပွဲတင်ပြလိုက်တာလို့လည်းပြောလို့ရပါတယ်။ one championship ကသူ့ကိုနေရာပေးချင်တာကြောင့်အခုလိုပွဲမျိုးကိုဖန်တီးပေးလိုက်တယ်လို့ပြောလို့ရပါတယ်။ဒီပွဲမှာဆိုရင်လေ Zabra Elite ကပဲပွဲသိမ်းအနိုင်ယူသွားဖို့မြန်နေပါလေဒီကရေအပကချင်းပါပြလို့သွားခဲ့တဲ့ One Friday Fights ပြိုင်ပွဲကြီးမှာဆိုရင်တော့ အငင်းပွားစရာကိစ္စတစ်ခုလည်းရှိသွားခဲ့ပါတယ်စပိန်နဲ့ရူမေးနီးယားနွေဖွားဖိုက်တာတို့ဖြစ်တဲ့ CVU Vitesse ကဂျပန်ဖိုက်တာတို့မူကြီးစတူကိုဒုတိယချီမာတင်ဆရာဝန်ပွဲရက်နဲ့အနိုင်ယူပြနိုင်ခဲ့ပါတယ်ဒုကာပထမချီမာကလေးကစတူကို knock down တစ်ကြိမ်ကြအောင်ထိုးပြရင်အသာစီးယူနိုင်ခဲ့ပါတယ်အလဲထိုးနိုင်ရင်ဘွန်းနက်ကြီးပေးရမယ်ဆိုပြီးမြင့်လေဝမ်ချမင်းရှိကတော့ Vitesse ကိုဘွန်းနက်ဘက်၃သိန်းခွင့်ချင်းမြင့်ခဲ့ခြင်းမရှိပါဘူး အလဲထူနိုင်ခဲ့တဲ့ဆိုပေမဲ့လည်းဘွန်နဲ့ကြီးမရရှိခဲ့တာကြောင့် Vitesse ကိုယ်တိုင်ကလည်းမကြီးမနှက်ပြင်နေခဲ့ရပါတယ်။ဝယ်ပြီး interview မှာဆိုရင်လည်းဘွန်နဲ့မရတာနဲ့ပတ်သက်ပြီး1 championship ကိုဝေဖန်မှုတွေပြုလုပ်သွားခဲ့ပါတယ်။ဒါပေမဲ့1 championship ဘက်ကတော့သူ့ရဲ့ဆုံးဖြတ်ချက်ကိုပြန်လည်မပြင်ဆင်ခဲ့ပဲ Vitesse ကိုဘွန်နဲ့စုဝေးကြီးလည်းပြန်လည်ချိမြင့်တာမျိုးမလုပ်ခဲ့ပါဘူး။ Xavier Vitesse ဟာအဲ့ဒီပွဲမတိုင်ခင်တုန်းက3.7တိုက်ကိုရှုံးပွဲကြုံတွေ့ထားခဲ့ရတာလည်းဖြစ်ပါတယ်။ ဂျုံပွဲဆက်နေခဲ့လို့ပွဲဝေးသွားခဲ့ရပြီးဒီကရနဲ့အော်တိုဘန်လမှာနောက်ဆုံးပွဲထူးတက်ခဲ့ရမှာမေလကျမှနောက်ပွဲပြန်ရရှိလာခဲ့တာဖြစ်ပါတယ်။ပွဲပြန်ရတော့လည်းဘွန်းနဲ့ရတင်ပြီးမဲ့မရခဲ့တဲ့အဖြစ်မျိုးနဲ့ဂျုံတွေ့သွားခဲ့ရပါတယ်။အခုတော့ CPU Vitex ကဘွန်းနဲ့မရတဲ့ကိစ္စကိုမေ့လိုက်ပြီးနောက်ပွဲမှာဘွန်းနဲ့ရအောင်ပြန်ပြီးကြိုးစားသွားမယ်ဆိုတဲ့ပုံစံမျိုးနဲ့ပြောဆိုလာခဲ့ပါတယ်။ဒီအနေနဲ့ပြန်ဖက်ဟောင်ဂျင်းနှုတ်ကိုလည်းမကြည့်ပွဲထိုးဖို့အတွက်အစဉ်ခေါ်လာခဲ့ပါတယ်။ ဲ့ဒီ fighter တွေကတော့ဖောင်ဖောင်ရမ်းနဲ့ဆက်ဆံတူပဲဖြစ်ပါလေဒီ fighter နေအောင်စလုံးက one championship ရဲ့ Muay Thai ပိုင်းမှာပုံညင့်ညင့်တဲ့ fighter တွေဖြစ်ကြပြီးတော့သူတို့နေအောင်စလုံးကို Vitesse ကအမန်နဲ့ရှုံနေထားခဲ့ပါလေဒီခေတ်အော်တိုဘာလာမှာဆိုရင်လည်း one championship ကိုတကြော့ပြန်ပြန်ရောက်ရှိလာခဲ့တဲ့ဖောင်ဖောင်ရမ်းကိုရှုံနေပြီးသုံးပွဲဆက်ရှုံပွဲကြုံတွေ့သွားခဲ့ရတာလည်းဖြစ်ပါလေသူကို D fighter နှစ်ဦးထဲကတယောက်ယောက်နဲ့မကြည့်ပွင့်တဲ့ပြဖို့အတွက် Vitesse ကတောင်းဆိုသွားခဲ့တာဖြစ်ပါလေ အဖန်ရပဲဖြစ်ဖြစ်ဆက်ဆံပဲဖြစ်ဖြစ်ထူးတက်သွားလို့အဆင်ပြေပါလိမ့်ကျွန်တော်ကဘလူကူမမကြောက်နေတတ်ပဲပွဲကန်လန်လာခဲ့မယ်ဆိုရင်လက်ခံသွားမှာပါခဲ့တဲ့ခုနှစ်ပွဲကိုကြည့်လိုက်မယ်ဆိုရင်ကျွန်တော်ကပုံရိပ်မြင့်တဲ့ဖိုင်တာတွေနဲ့ထူးပြခဲ့တာတွေ့ရမှာပါဘယ်ပြိုင်ဖက်ပဲလာလာနိုင်ပွဲရဖို့နဲ့ဝန်နဲ့စုရဖို့အတွက်ပဲဂျူးစမ်းသွားမှာပါဆိုပြီး ဗစ်တက်စ်ကပြောဆိုသွားခဲ့တာဖြစ်ပါတယ်။လက်ရှိမှာဆိုရင်တော့ပရိသတ်တွေစိတ်ဝင်စားနေကြတဲ့အထင်းမှာ lightweight တန်းကိုတက်လာခဲ့တဲ့ featherweight champion ဟောင်းဂျီတူဖြစ်တဲ့နာမည်ကြီး fighter ဟီလီယာတူပူရီယာရဲ့ပွဲတင်ကလည်းပါဝင်နေပါတယ်။အဝိတ် champion ပွဲကိုဆွန့်လွတ်ပြီးတော့တောင်း lightweight တန်းကိုတက်လာခဲ့ရတဲ့အီလီယာတူပူရီယာတယောက်ခပတ်လူခွင့်ရန်ဖို့ကလည်းမတိချမ်းမကြီးရလမ်းပြောင်းနေခဲ့ရပါတယ်။ဒါပေမဲ့လက်ရှိမှာဆိုရင်တော့အီလီယာတူပိုရီယာကပြည်သက်တွေအတွက်တရင်ကောင်းတစ်ခုကိုယူဆောင်လာခဲ့ပြီလေဖြစ်ပါတယ်။ အဲ့ဒါကတော့လာမယ့် International Fight Week ကလာမှာဖြစ်တဲ့ Zone မှာကျင်းပပြုလုပ်တော့မယ့် UFC 317ပြိုင်ပွဲကြီးမှာသူ့ရဲ့ပွဲကပါဝင်လာမယ်ဆိုတဲ့သတင်းပင်ဖြစ်ပါတယ်။ဒီအကြောင်းကို Ilya Topuria ကိုယ်တိုင်ကအတည်ပြုခဲ့တာပါ။ Ilya Topuria ရဲ့ဆန္ဒက Lightweight Champ ကိုတက်လာပြီးရင်ချက်ချင်းပဲ Champion ပွဲကိုစင်ကုန်ချင်လေးခဲ့တာဖြစ်ပါတယ်။တွေ့လဲ UFC ရဲ့ဥက္ကဋ္ဌကြီးတနဝိုက်ကသူ့ကိုနှုတ်အပြင်ဂရိပေးထားတာလည်းရှိခဲ့ပါတယ်။ ဒါပေမဲ့အစ္စလာမ်ကချတ်တူဘက်ကအီဒီယန်တူပူရီယန်ကိုထုတ်ဖို့လက်မခံချင်တဲ့ပုံစံမျိုးတွေရှိနေခဲ့ပါလေ။အစ္စလာမ်ကချတ်ဟာဆိုရင်အလက်ဇန္ဒားဘောကနိုစကီလက်ဝိတန်ကိုတက်လာတုန်းကပွဲလက်ခံပြီးထုတ်ပေးခဲ့ရပါတယ်။ဒါပေမဲ့အီလီယန်တူပူရီယန်ကတော့ဖက်ဒါဝိတန်မှာခပ်ပတ်ကောင်းခွဲပွဲတပွင့်ပင်ထိုးရသေးပြီးလက်ဝိတန်ကိုတက်လာတာကြောင့်ခပ်ပတ်လူခွင့်နဲ့မထိုက်တန်တည်ဘူးလို့ယူဆနေပါလေ။ဘက်ကအီလီယန်တူပူရီယန်ကိုလက်ဝိခပ်ပတ်လူခွင့်မပေးသေးခင်တခြားကောင်ပိုင်ဖိုက်တာတယောက်ယောက်နဲ့ထိုးတက်စီချင်နေတာဖြစ်ပါလေ။ တချို့တရင်တွေအရဆိုရင်လည်းအစ္စလာမ်မှာကချက်ကိုယ်တိုင်ကဝိတန်တက်နေချင်တာကြောင့်လို့ဖော်ပြနေကြပါတယ်။ကျွန်တော်မြင်ရတော့အစ္စလာမ်မှာကချက်အနေနဲ့အီလီယန်တူပူရီယာကိုအနိုင်ငယ်ရှိနေတဲ့အနေအထားမျိုးရှိနေပါတယ်။အစ္စလာမ်မှာကချက်ကဝေဒဝိတန်ကိုတက်နေချင်ခဲ့တယ်ဆိုပေမဲ့လည်းအရှိချန်ပီယံကဘယ်လဲမူဟာမက်ဖြစ်နေတာကြောင့်သူနဲ့ရင်းနှီးတဲ့အတွက်ထိုးမှာတော့မဟုတ်ပါဘူး။တကယ်လို့လာမယ့် UFC 315ပြန်ပွဲမှာဘယ်လဲမူဟာမက်ကခပ်ပတ်ပြုတ်သွားမယ်ဆိုရင်တော့အစ္စလာမ်မှာကချက်ကဝိတန်တက်ထိုးတက်သွားနိုင်ချေများနေပါတယ်။ ဒီအတွက်ကြောင့်အီလီယန်တူပိုလီယဟာ UMC 317မှာထူတက်မဲလို့အတိပြုလာခဲ့တယ်ဆိုပေမဲ့လည်းဒီပွဲကအစ္စလာမကချက်ထံကနေချန်ပီယံခပ်ပစင်ခုံမဲ့ပွဲမျိုးကတော့ဖြစ်လာဖို့မတိချမ်းနေသေးပါဘူးတကယ်လို့အစ္စလာမကချက်နဲ့တောင်ပွဲမဖြစ်လာသေးဘူးဆိုရင်တော့သူ့ရဲ့နောက်ပြိုင်ဖက်က lightweight တန်ကတခြား combine fighter တအူးဦးနဲ့လည်းဖြစ်လာနိုင်ပါလေချောင်းဦးရီဘဲလာ Justin Kitchen နဲ့ Amanda Rujan တို့ထဲကလည်းဖြစ်လာနိုင်ချေရှိနေပါတယ် ရိတ်တွေအနေနဲ့ရောဒီဖိုင်တန်တုံးထက်ကဘဒုကိုအီလီယာတူပူရီယာနဲ့တွေ့စီချင်းတလဲဆိုတာနဲ့ပတ်သက်ပြီးအောက်ကခုံးမက်မလဲဝင်ရောက်ဆွေးနွေးသွားဖို့ရွေးထွေးစွာကြိုဆိုလိုက်ပါတယ်။ဟုတ်ကဲ့ပါဒီကနေ့ရဲ့တင်ဆက်မှုလေးကတော့ဒီလောက်ပါပဲ။အဆုံးထိကြည့်ရှုကြပေးနေတဲ့ပရိသတ်တဦးတယောက်ချင်းစီတိုင်းကိုအထူးပင်ကျေးဇူးတင်ပါတယ်။ Like and Subscribe မလုပ်ရသေးဘူးဆိုရင် Like and Subscribe လေးနဲ့အပီးခေဖို့ကိုလည်းတောင်းဆိုလိုက်ချင်ပါတယ်။ကျွန်တော်ကတော့အစီအစဉ်တင်ဆက်သူဂျိုးစပယ်ဖြစ်ပါတယ်။အားလုံးပဲတောင်းရန်ပျော်ရွှင်တဲ့ဘဝလေးကိုပိုင်ဆိုင်နိုင်ကြပါစေ။